တော့မှအလုပ်ပြညောတာမဟုတ်ပါဘူး။နီလန်သိရင်လည်းအလုပ်မှပို့ပြီးတော့ခရောက်နိုင်ပါတယ်။မင်္ဂလာပါ။ကိုကိုကြီးပုံပြမယ့်စီစဉ်ရနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကိုကိုကြီးကဒီရညီလေးညီမလေးတွေကိုပြောပြပေးခြင်းနဲ့ပုံမြင်လေးရတော့တိခုတ်သမားတယောက်အကြောင်းဆိုတဲ့မျက်မှောက်ရိုးရပုံမြင်လေးပဲဖြစ်ပါတယ်။တခါတော့ဘုခွဲအလိုတန်ပါတယ်တိခုတ်သမားတယောက်ရှိပါတယ်။သူဟာတိခုတ်တဲ့ဒူးထံမှာအလိုလုတ်ကင်လေးရှိပါတယ်။ ူတစ်ခုတ်ရမယ့်နေရာများကိုမင်းမြန်ပြီးတော့တစ်ခုတ်ဖို့အတွက်တထေထံမှာပစိတလိတ်ကိုတောက်ခွန်ခဲ့ပါတယ်တစ်ခုတ်သမားအတွက်တထေရပေးတဲ့လက်စားကအလွန်ကောင်းမွန်တဲ့အတွက်တစ်ခုတ်သမားကလည်းတိမြန်ကိုမြန်မြန်ခုတ်နိုင်ဖို့စုံဖြတ်လိုက်တာပေါ့ကွယ်ဒီလိုနဲ့ပထမနေ့မှာပဲတစ်ခုတ်သမားဟာတစ်ပီ18ပီကိုခုတ်လဲနိုင်ခဲ့ပါတယ်တခုတ်သမားကိုတထေပြည့်သူကတစ်ပီတွေအများကြီးခုန်နိုင်တဲ့အတွက်ဝန်တာကြောင့်ချီချူစကားဆိုတာပေါ့ကွယ်တထေရဲ့ချီချူစကားကြောင့်တန်မာတဲ့တခုတ်သမားဟာ အလုံးဝမ်းမြောက်ပြီးခွန်အားလည်းပြစ်သွားတာပေါ့ကွယ်ဒီလိုနဲ့ဒုတိယမြောင်းနေ့ရောက်တဲ့ခါမှာတော့တစ်ပင်15ပင်သာခုတ်ထိနိုင်ခဲ့ပါတယ်နောက်တနေ့ရောက်တဲ့ခါမှာလည်းတံမာတဲ့တစ်ခုံသမားဟာတစ်ပင်10ပင်သာခုတ်ထိနိုင်ခဲ့ပါတယ်တနေ့ထက်တနေ့တစ်ပင်အကြီးတွဲဟာနဲ့တထက်နဲလာတာပေါ့ကွယ်ဒီအတွက်ကြောင့်တစ်ခုံသမားဟာအလုံးတံမာတဲ့ငါဟာဘာဖြစ်လို့တစ်ပင်တွေမခုတ်ထိနိုင်လို့လာလဲစင်သာရင်အလုတ်ကနေထွက်ဖို့ဆုံးဖြတ်လိုက်တာပေါ့ကွယ်နောက်နေ့ရောက်တဲ့ခါမှာတော့တထေပြစ်သူကို သူ့အနေနဲ့တိပိမြံကိုမကုတ်ထစ်နိုင်တော့လို့တောင်းမကြောင်းအလုပ်ထွက်ဖို့ခွင့်တောင်းပါလိတော့တယ်။တတိပြစ်သူကတိခုသမားကိုပြန်ပြောတာကတော့မင်းပစိန်ကိုဖနှချင်းတွေးပြီးပြီညာတိခုသမားကလည်းအံ့အားသင့်သွားဖြင့်ပြန်ပြေတာကတော့ကျွန်တော်အလုပ်ရှုပ်နေလို့တကားမှမတွေးရသေးပါဘူး။ဆိုပြီးပြန်ပြေလိုက်တာပေါ့ကွယ်။လောကမှာရှိတဲ့လူတွေကအလုပ်တွေအများကြီးလုပ်ကြပါတယ်။ဒါပေမဲ့အလုပ်တွေပဲလုပ်နေကြပြီးတော့ပစိန်တွေးချင်ကဲတော့လစ်လာမှုမျိုးကိုမလုပ်ကြတဲ့အခါမှာတော့ တိခုသမားလိုပဲပေါ့နော်တိပင်တွေတဖြည်းဖြည်းနဲ့မခုနိုင်တော့သလိုဖြစ်လာကြပါတယ်ဒါကြောင့်မလို့တိခုသမားကိုတင်ကန်းစားယူပါခွန်အားသုံးမှအလုပ်ပြီးမြောက်တာမဟုတ်ပါဘူးနီလာသိရင်လည်းအလုပ်မှာပို့ပြီးတော့ထိရောက်လာနိုင်ပါတယ်ကျေးဇူးသူရောက်စီတဲ့အောင်လည်းကျေးဇူးအထူးတရှိပါတယ်ကောင်းသောညလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်